ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့999 Burmese USA News YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရယ်ကျွန်တော်နာမည်ကတော့ Mr. Nine ဖြစ်ပါရယ် America ရဲ့မြန်မာအင်္ဂလိပ်ဘာသာပြန် Certified Interpreter တယောက်ဖြစ်ပါရယ်ဒီကနေ့ကျွန်တော်ဘာသာပြန်တင်ဆက်ပေးသွားမယ့်သတင်းကတော့ America ရဲ့ Virginia တရားရုံးကလူမဲ့မှုလို့အိမ်မငှားနိုင်ဘူးဆိုပြီးတော့ခွဲခြားဆက်ဆံလိုက်တဲ့လူဖြူကိုတရားရုံးကရော်ဂျေးဒေါ်လာ9သိန်းခွဲပေးရန်အမိန့်ထားမှတ်လိုက်ပြီဆိုတဲ့သတင်းပဲဖြစ်ပါရယ် သတင်းအပြည့်စုံကတော့ MBC News ဌာနက match လ20 2025မှာတင်ဆက်သွားတာကတော့ Virginia ကမိသားစုအပန်းဖြစ်စခန်းပိုင်ရှင်ဟာလာရောက်တဲခိုတဲ့ခီးသွဲဧည့်သည်မိသားစုနှစ်စုထဲမှာ အားလုံးအဖြူရေဖြစ်နေခဲ့ပေမဲ့လူမဲတယောက်ပါလာလို့ခွဲခြားဆက်ဆံလိုက်ကြောင်းထင်ရှားသဖြင့်တရားရုံးဤခုံတမာတိအဖွဲ့မှအဲ့ဒီအပန်းဖြစ်စခန်းပိုင်ရှင်အနေနဲ့အဲ့ဒီလိုခွဲခြားဆက်ဆံလိုက်ကြသူ ခံလိုက်ရသူမိသားစုနှစ်ဦးစလုံးကို စုစုပေါင်းရောကြီးနှစ်နာငွေဒေါ်လာ9သိန်းခွဲပေးလျော်ရန် အမိန့်ချမှတ်လိုက်ပါတယ်။ Amanda Mills မိသားစုရဲ့ Angela Smith တို့မိသားစုရဲ့ဟာအရန်ခင်မင်ရင်းနှီးကြတဲ့မိသားစုတငယ်ချင်းတွေဖြစ်ပြီးတော့2020ဇွန်လတုန်းက vacation အတူတူယူကြပြီးပျော်ပွဲစားအဖြစ် Virginia ပြည်နယ်က Lazy Cove တဲခိုရည်နဲ့အပန်းဖြစ်စခန်းကို ထွက်ခွာလာခဲ့ကြပါတယ်။ Angela Smith ဟာဆိုရင်တော့အဖြူအမျိုးသမီးဖြစ်ပြီး သူမရဲ့အမျိုးသား Damian Smith ဒူမဲအမျိုးသားရဲ့ရှစ်နှစ်သားသူတို့နှစ်ယောက်ရဲ့ကလေးရယ်လေးကိုခေါ်ဆောင်လာပြီးတငယ်ချင်းဖြစ်သူ Amanda Mills လူဖြူမိသားစုနဲ့အတူအဲ့ဒီအပန်းဖြေစခန်းမှာစုံကြပါတယ်။အပန်းဖြေစခန်းကိုရောက်ပြီးတဲ့အခါမှာတော့သူတို့ရဲ့ခရီးစဉ်ဟာအပြောင်းအလဲတစ်ခုနဲ့တွေ့ဆုံရပါတယ်။အဲ့ဒါကတော့အဲ့ဒီအပန်းဖြေစခန်းရဲ့ပိုင်ရှင် Regina Turner အဖြူလူမျိုးစီကဖုန်းဝင်လာလို့ပါပဲ။ Virginia အင်ချန်မြေထင်းချုပ်ရေးအဖွဲ့ကတရားရုံးမှာတင်ပြလိုက်တဲ့ထွက်ဆိုချက်အရအဲ့ဒီဖုန်းဝင်လာပြီးပိုင်ရှင်က Amanda Mills ကိုမင်းနဲ့အတူတူလာတဲ့မင်းရဲ့တင်ငယ်ချင်းရဲ့ယောက်ျားဖြစ်သူဟာလူမဲတယောက်ဖြစ်ကြောင်းငါ့ကိုမင်းမပြောခဲ့ဘူး။အဲ့လိုလူမဲပါလာတာသိရင်မင်းတို့ကငကိုရေကငါမှားမှာမဟုတ်ဘူး။ ားဖြစ်သူကိုတွေ့ဘူးပေမဲ့လူတိုင်းမှားတတ်တာပဲလေလို့ပြောပါတယ်။တရားရုံးရဲ့စာရွက်စာတမ်းများအရပိုင်ရှင်ထာနာဟာအခြားအင်္ဂါတွေကို ပြောလိုက်တာကတော့ငါသူတို့ကိုမငားနိုင်ဘူး။အားပြင်းရင်ငါရဲ့စခန်းအိမ်ဘဝနဲ့ပြင်ချခြင်းပေမဲ့အဲ့ဒီလိုလုံးလိုက်ရင်ငါ့အိမ်ကိုသူတို့မြစ်ပတ်တရားဆွဲပြီးပိုင်သွားနိုင်တယ်။အဲ့ဒါကြောင့်စာချုပ်ပြည့်သွားမဲ့အထိငါစောင့်ရတော့မယ်။ငါခေါင်းရှိတယ်ခေါင်းသုံးပြီးဒီကိစ္စပြင်ရှင်းရမယ်လို့ပြောတာတွေ တွေ့ရှိရပါတယ်။ဗာဂျီးနီးယားရှိနေယုံအဖွဲ့နဲ့အိမ်ချမ်းမီထိန်းချုပ်ရေးအဖွဲ့တွေကအဲ့ဒီလိုအင်အားရညင်းဆိုတဲ့အတွက်ပုံမှန်တစ်ခုလူမျိုးရေးခွဲခြားမှုတွေကပုံမှန်နှစ်ခု တက်ပြီးပိုင်ရှင်ဌာနကိုတရားစွဲခဲ့ရာတရားသူကြီးကဌာနဟာအပြစ်ရှိကြောင်းထင်ရှားသဖြင့်မိသားစုတစုစီကိုဒဏ်ငွေအဖြစ်ဒေါ်လာတသိန်းစီပေးဆောင်ရန်အဆိုတင်သွင်းလိုက်ပြီးတော့ခုံတမာတိ အဖွဲ့ဂျူရီအဖွဲ့ကလည်းနောက်ထပ်ဒဏ်ကျင်းငွေ၅သိန်းခွဲထပ်မံပေးဆောင်ရန်သဘောတူခဲ့တာကြောင့်စုစုပေါင်းဒေါ်လာ9သိန်းခွဲ ပေးလျှော်ရန် ဖြစ်လာခဲ့ပါတယ်။လူမဲဖြစ်တဲ့ဒမ်မီယန်စမစ်ကတော့ဒါဟာတပြင်းချစရာတစ်ခုပါပဲ။အခုထိငါဟာဒီလိုခွဲခြားဆက်ဆံရင်းခံခဲ့ရတဲ့အတွက်စိတ်ဆိုးနေစေဖြစ်ကြောင်း2020ခုနှစ်ကတည်းကဖြစ်ခဲ့တဲ့ကိစ္စပဲမြင်ဒီနေ့ထိငါမမေ့နိုင်သေးကြောင နှစ်တွေဘလောက်ပဲကြာကြာအမေရိကမှာဘာတွေပဲပြောင်းလဲပြောင်းလဲဒီနေ့ထိမပြောင်းလဲပဲရှိနေသေးတာကတော့လူဖြူရေးတာမဟုတ်ခဲ့ရင်ငါတို့ရဲ့အသားအရောင်အစဉ်အသွင်အပြင်အပြုအမူတွေအနေထိုင်တွေတနည်းမဟုတ်တနည်းနဲ့ခွဲခြားဆက်ဆံခံရကြောင်းသတင်းဌာနတွေကို သူကပြောသွားပါတယ်ဗာဂျီးနီးယားရှေ့နေရုံမှာ မီယာရက်စ်ကပြောသွားတာကတော့သူ့ရဲ့ရှေ့နေရုံဟာတရားရုံးရဲ့အဆုံးဖြတ်ကိုရောဗာဂျီးနီးယားပြည်နယ်က တရားစီရင်ရေးဌာနတွေမှာခုံတမာတိလူကြီးအဖွဲ့ရဲ့ဆုံးဖြတ်ချက်ပါဝါဟာပြည်နယ်ရှိမျှတသောအင်အားစီမံချက်လောကကိုအင်အားသုံးစတိုးစေခဲ့ကြောင်းအခုကိစ္စဖြစ်ခဲ့တဲ့ Smith Mountain Lake ဟာလူတိုင်းအတွက်ဖြစ်ကြောင်းပြောသွားပါတယ်အခုဒေါ်လာ9သိန်းခွဲ ပေးလျော်ရန် ဆုံးဖြတ်ချက်ချလိုက်တဲ့ကိစ္စဟာ2012ခုနှစ်တုန်းကလိန်ပိုင်းဆိုင်ရာ ဆုံးဖြတ်မှုကိစ္စတွင်စီရင်ချက်ဖြစ်တဲ့ ဒေါ်လာ2သိန်းကျော်ရန်ချမှတ်ခဲ့သည့်အမှုထက်3စကျော် ပိုမိုများရကြောင်းသူကဆက်ပြောပါတယ်။တရားစီရင်ခြင်းခံရရသူဌာနရဲ့ရှေ့နေမြို့တော်ဝင်လည်းဖြစ်တဲ့သူဟော်လန်ဘာဒူးကတော့ခုံသမားတိအဖွဲ့ရဲ့ဆုံးဖြတ်ချက်ကိုခဏဘေးဖက်ထားပြီး အမှုအတွက်အယူခံတင်သွင်းတော့ရှောက်တင်လိုက်ပြီးတော့တရားရုံးကအဲ့ဒီအယူခံလွှာကိုကြားနာဖို့ဧပြီလ၈ရက်နေ့ကိုချိန်ဆလိုက်ပါတယ်။ NBC သတင်းကနေမြို့တော်ဝင်ကိုဒီအမှုနဲ့ပတ်သက်ပြီးမှတ်ချက်ပေးရန်တောင်းဆိုရမှာတော့သူဟာရှင်ကုန်နှုတ်ပိတ်နေခဲ့ပါတယ်။ပိုင်ရှင်ဖြစ်သူဌာနကသူ့ဘယ်တော့မှလူမျိုးအသားအရောင်ခွဲခြားခြင်းမရှိပေမဲ့သူမရဲ့မုံတီးသူသူမအမျိုးသားကတော့လူမဲတွေကိုအယံမုံကြောင်အခုအခါမှာတော့သူမရဲ့အပန်းပြေစခန်းဟာဘယ်အသားအရောင်မှမခွဲခြားဘဲလူတိုင်းအတွက်ဖြစ်နေပါကြောင်းသတင်းဌာနတွေကိုပြောပါတယ်။ သူမဟာမေးလ်ကိုဖုန်းခေါ်ပြီးပြောခဲ့ရတဲ့အကြောင်းကတော့သူမရဲ့တငယ်ချင်းဟာလူမဲဒမ်မီယန်စမစ်ကိုလက်ထပ်ထားတာသူမကို အသိမပေးခဲ့လို့စိတ်ဆိုးပြီးဖုန်းထဲမှာပြောမိကြောင်းရုံးတော်မှာထွက်ဆိုထားခဲ့ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ပရိသတ်တွေကအမေရိကရဲ့လူမျိုးရေးအသားအရောင်ခွဲခြားမှုပေါ်ဘယ်လိုမြင်ပါလဲ။ comment တွေပေးခဲ့ပါ။ နောက်နေ့မှာလည်းအမေရိကရဲ့သတင်းအမှန်များကိုစူးစမ်းပြီးတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်တို့ရဲ့999 Permis USA News YouTube channel လေးကိုတိုင်းနဲ့တက်ခဲ့ရင် like and subscribe လုပ်ပေးခဲ့ကြပါပါ so please take care of yourself and each other bye bye